်မင်္ဂလာပါရှင် ကျမကခေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ဝမ်ပေါင်ကျင်းနေစီမံကိန်းအနီးမှာရှိတဲ့ဖောင်းကတာကျေးရွာအနီးမှာအောက်တိုဘာလ16ရက်နေ့မနက်9:00နာရီကျော်မှာစစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူကောက်ွယ်ရဲ့တပ်တို့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ အော်တိုဘားလာ၁၈ရက်နေ့မနက်ပိုင်းကစတင်ပြီးဝမ်ပောင်ကျင်းနေစီမဲကအတွင်းကနေထွက်ခေါ်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာဖောက်ကတာရော့ဖက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ် တိုက်ပွဲမပြီးသေးခင်မှာပဲစစ်ကောင်စီတပ်ဖက်ကစက်တက်လေထီတွေဂျိုင်ရိုကော်ပတာတွေနဲ့ဘုံကျေးခဲ့ပြီးဝမ်ပေါင်ကျင်းနေစီမံကိန်းဘက်ကနေလည်းလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တဲ့အတွက်ဒေသခံ၃ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကြောင်းလာနိုင်မဲ့လမ်းကြောင်းကိုကြိုတင်ပြင်ဆင်ပြီး င်းဝွန်ဆောက်ကအပိုင်ပစ်ခတ်နိုင်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖက်က၁၀ရောက်ထက်မနည်းကြဆုံပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတဲ့အတွက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကုံတွေအုံပြုတိုက်ခိုက်ခဲ့တာလို့ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်ကပြောပါတယ်။ဒေသခံတွေကတော့စစ်ကြောင်းထွက်လာပြီးဆိုတဲ့အချိန်ကလေးကနေရဲဆုံးခေါ်စစ်ပေးရှောင်နေကြတယ်လို့သိရပါတယ်ရှင်။ ထိုင်းမြန်မာနေဆက်ကအွန်လိုင်းလောက်ကစားရုံတွေကိုစစ်ကောက်စီတက်ဝင်စီပြီးတော့တရုတ်နိုင်ငံသား15ယောက်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောက်စီပြည်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။အနုဘာလ16ရက်နေ့မှာကရင်ပြည်နယ်အတွင်းကမြဝတီရွှေကုန်းကိုမေထော်တလေ KK Park နဲ့ကြောက်ခက်နေမြေကအွန်လိုင်းလောက်ကစားမှုအွန်လိုင်းလိမ်လည်မှုဒုစရိုက်မှုတွေကျူးလွန်ခင်းသူတွေကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ် ကျူးလွန်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေကိုအမြဲဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ဖို့အတွက်လိုအပ်တဲ့ကိုယ်ရည်အချက်လက်တွေနဲ့မတန်းတင်စင်ကောက်ယူတာတွေလှုံ့ဆော်နေရတယ်လို့သိရပါတယ်။ဒါအပြင် KK ပေါ့ကိုဝင်ရောက်စီးနှင်းခဲ့တာမှာအတွင်းကထူကြလက္ခဏာတွေတော့မတွေ့ရပေမယ့်တရားမဝင် Starlink စလောင်းအဆောင်အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမင်ခဲ့တယ်လို့ဆိုပါတယ်။ စကောင်စီတက်ရဲ့ဩဇာခံကရင်နေချောက်ဆောက်တက် BGF စုမထိန်ချုပ်ထားတဲ့ကရင်ပြည်နယ်ရွှေကုတ်ကိုကေကေပါဟာတရားမဝင်ကြားဖြတ်ငွေလင်းခိုင်းတွေလူကုန်ကူးမှုတွေမုံရစေဝလုပ်ငန်းတွေနဲ့ကဘာမာနမေဆိုးနဲ့ကြော်ကြားနေတဲ့နေရာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရေနဲ့ရာသို့ရွှေ့လော်အမိနဲ့ business talk စီးပွားရေးဆိုင်ရာပညာရေးဆွေးနွေးပွဲကိုစားတောက်ဆိုင်လုပ်ငန်းဂီတတူရိယာပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့သပင်အလှပြင်လုပ်ငန်းတွေလုပ်ကိုင်းနေတဲ့ကချင်တိုင်းသားစီးပွားရေးပညာရှင် UL ဇော်အောင်ကဥဆောင်ဆွေးနွေးခဲ့တာပါကောင်းစင်ရတော့ရင်းနဲ့ရတော့ရွှေလော်ပါနော်အဲ့ဒီညာနဲ့ကျွန်တော်ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မဲဆောက်ရောက်နေတဲ့ရွှေမြန်မာတွေအနေနဲ့အထင်တော်အတွင်းမှာလုပ်ငန်းရှင်ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းဒါပေမဲ့ စွန့်စားရမယ်ရိုးသားရမယ်ကြိုးစားရမယ်တစ္ဆာရှိရမယ်ဆိုတဲ့အကြောင်းဒီနေ့ကျွန်တော်ဒီပွဲမှာအချင်းချင်းပြီးဝေမျှသွားတာဖြစ်ပါတယ်အာလုံအောင်ရှင်ဖြစ်ဖို့ကကျွန်တော်တို့အဆင့်နေရှိတယ်ပေါ့နော်အဆင့်နေရှိတယ်အဲ့ဒါကဘာလဲဆိုကျွန်တော်တို့ passport ရှိသွားတဲ့ခါမှာကျွန်တော်တို့ agent ကနေတဆင့်အဲ့ဒီမှာတော်လျှောက်တယ်ဆိုရင်နာမည်ခံပြီးဒီပူပေါင်းတာပေါ့နော်ထိုင်းလူမျိုးက90နဲ့90နဲ့တိရခိုင်တော့မြန်မာလုံအောင်ရှင်က49ရခိုင်တော့အဲ့လိုပူပေါင်းဆောင်ရွက်တော့ ရတဲ့အာလုံအရှင်စနစ်တွေတော့တွေ့တယ်ပေါ့နော်ဒါပေမဲ့ဒီမဲဆောက်မှာရှိနေတဲ့မြန်မာတော်တော်များများကတော့ကျွန်တော်တို့ထိုင်းလူမျိုးကိုနာမည်ခံပြီးတော့အာလောက်ကင်နေတာတွေ့ရတယ်ဒီပွဲကိုတော့မဲဆောက်မျိုးရောက်ရွှေပြောင်းမြန်မာပြည်ပွားစီးပွားရေးလောက်ကင်သူတွေရွှေပြောင်းလူသမားတွေတက်ရောက်လာကြတာပါဒီနေ့ပြောချင်တဲ့ဖြစ်ဆွဲပြောချင်တဲ့အရာတော့ကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေအနေနဲ့ဒီမှာလာတဲ့အခါမှာ ထိုင်းကနေပညာတွေသင်ယူကြပါစောက်လို့ရေးဆိုလဲစောက်လို့ရေးနော်ဒီစားတောက်ကုန်လုပ်ငန်းဆိုလဲစားတောက်ကုန်လုပ်ငန်းဥပမာပါအလွယ်ဆုံးပေါ့ကုတီယိုချက်တာတွေအဲကုတီယိုချက်တာတွေချက်စီတမင်းချက်တာတွေကိုကကုတီယိုဆိုင်မှာလုပ်တယ်ဆိုရင်ကုတီယိုပညာကိုရအောင်ယူပါချက်စီတမင်းမှာလုပ်တယ်ဆိုရင်ချက်စီတမင်းပညာကိုရအောင်ယူပါတို့ပညာကိုရအောင်တင်ပါအောက်ကျပြီးတင်ပါရွားပြီးဆိုရင်ကိုအရင်နေ့တပိုင်းတနိုင်လေးစုပြီးတော့ ဒီမဲဆောက်မှာပဲဖြစ်ဖြစ်မြန်မာပြည်ပြန်သွားတဲ့ခါမှာဖြစ်ဖြစ်ဒီပညာရက်ကိုအတုံးချပြီးတော့အတက်မွေးဝမ်းကြောင်းဖြစ်ရက်တည်လို့ရပါတယ်လို့ချန်ပီယံရှင်ပါတယ်အဲမာရီဆလုတ်ချင်လဲဆိုအခုကျမလုပ်တဲ့အဲဒီကလေးမူတူလုပ်ငန်းပေါ်မှာကျမဆက်ပြီးရောပေါ့နော် အဲတိုးတက်အောင်ရအောင်ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့အတွက်ခွန်အားဖြစ်တယ်ပေါ့။ကောင်းပါလေလို့ဆက်လက်ပြီးတော့အဲသူဆက်ပြီးတော့လုပ်မဲ့ပွဲတွေကိုလည်းအားပေးဖို့ဟိုအားပေးဖို့ရှိပါတယ်လို့ပါထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့နယ်အတွင်းမှာမြန်မာလူမျိုး9သိန်းကျော်ရှိနေပြီး အောက်ခြေလူသမားတွေရှိတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေလည်းနေထိုင်နေကြရမှာအခုလိုစီးပွားရေးဆိုင်ရာဗဟုသုတတွေသိရှိကြဖို့ လိုအပ်နေကြတာပါခမညာကျွန်တော်မောင်တူးပါအဲ့လိုဘုသူ့နေရာနဲ့များရဲ့ မက္ကဆီနိုင်ငံမြို့တော်မက္ကဆီကိုစီတီနဲ့ချီလီနိုင်ငံမြို့တော်ဆက်တီယာဂိုတို့မှာနှစ်စဉ်ကျင်းပနေကြဇွန်ဘီဝက်လို့ခေါ်တဲ့ဇွန်ဘီဖောက်ကောင်လမ်းလျှောက်ပွဲတွေပြုလုပ်ခဲ့ကြပါတယ်။အောင်တိုဘာလ18ရက်နေ့မှာမက္ကဆီကိုစီတီမြို့လေကောင်မှာဖောက်ကောင်တွေလို့ဝတ်စားပြီးတော့မိတ်ကပ်ပြင်ထားတဲ့လူထောင်ချီစုဝေးခဲ့ကြပါတယ်။ဒီပွဲမှာအသက်အရွယ်မရေပါဝင်ခဲ့ကြပြီးတချို့တွေကမိသားစုလိုက်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ်ချီလီမြို့တော်ဆန်တီယာဂိုမှာလည်းအော်တိုဘာလ16ရက်နေ့မှာအလားတူပွဲမျိုးကျင်းပခဲ့ပေမဲ့16ရက်နေ့အထက်ကိုပဲပါဝင်ခွင့်ပေးခဲ့ပြီးတော့ဝက်စားစင်ရင်မုံပြိုင်ပွဲပါကျင်းပပေးခဲ့ပါတယ်။ဒီနေ့ချီတက်ပွဲမှာထူးခြားချက်အနေနဲ့ဒေါက်တာမော်တေးလို့ခေါ်တဲ့ချီလီမှာထင်ရှားတဲ့ကြောက်စရာဆက်ကောင်ကိုအဓိကထားတရုတ်ဖော်ခဲ့ကြပါတယ်။ဇဝေဝော့ပွဲတော်ကို2000ခုနှစ်ကကယ်လီဖိုးနီးယားပြည်နယ်ဆာခရာမန်တိုမှာစတင်ခဲ့တာဖြစ်ပြီးအဲဒီကမှကမ္ဘာအနှံ့ပြန့်နေတော်ခဲ့တာဖြစ်ပါတယ်။ အလားတူပွဲတွေကိုနယူးယောက်ဆန်တီယာဂိုပိုကော့တာ စင်ကာပူဆာအိုပေါ်လိုနဲ့ဖရန်ဖက်စတဲ့မြို့ကြီးတွေမှာပုံမဲ့ကျင်းပလေးရှိပါရဲ့ရှင်ရှားမမင်းမွေဖွားရာအရက်လိုဟိန္ဒူဘာသာဝင်တဲ့ယုံကြည်ကြတဲ့အိန္ဒိယနိုင်ငံကအယုဒ္ဓယာမြို့ကဖျားကြောင်တစ်ခုမှာဒီပါဝလီပွဲတော်အကျိုးအဖြစ်အောက်တိုဘာလ16ရက်နေ့ကစီမီခွတ်နှင်းတသမ6တန်းထွန်းညင်းပြီးတော့ကမ္ဘာ့စံချိန်တင်ဖို့စူးစမ်းခဲ့ကြပါသည် ကမ္ဘာအကြီးဆုံးစီမီးခွက်ထွန်းညှိမှုအဖြစ်ကမ္ဘာဆန်ကျင်တင်ဖို့အတွက်တောင်နှင်းချီတဲ့လူအုပ်ကြီးဟာဆာရာယုအမေကန်တခြားစုပေါင်းထွန်းညှိခဲ့ကြပါတယ်။ဒီပွဲကိုပြည်နယ်ဝန်ကြီးချုပ်ကလည်းဦးစီးခဲ့တာဖြစ်ပါတယ်။ဒသဂေဘီလိုတည်ကြတဲ့ရာဝဏဘရင်ကိုရာမမင်းသားကအနိုင်ရပြီးတိတာဒေဝေလက္ခဏာမင်းသားတို့နဲ့အတူအယုဒ္ဓယပြည်ကိုပြန်လာတဲ့အထင်အမှတ်အနေနဲ့ဒီပါဝလီပွဲတော်ကိုအိန္ဒိယနိုင်ငံတလောမှာဆင်နွှဲကြတာဖြစ်ပါတယ်။ လက်ရှိမေတော်မဟာပိန်နေလို့မြန်မာမှာတည်ကြတဲ့ဂနိရှ်နာမည်တွေနဲ့လည်းဆက်ဆက်မှုရှိပြီးတော့တခြားဟိန္ဒူနာမည်တွေရိုးရဒလဲတွေနဲ့လည်းဒေတာအလိုက်ပတ်သက်မှုတွေရှိတဲ့ပွဲတော်ကြီးဖြစ်ပါရဲ့ရှင်ဒီဘူဘီရုံးမြတန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ ကျမကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင်